မယားတို့ဘာမှအသက်တွေရှိတယ်လားကျွန်တော်တို့စီပါတော့အသက်ဆိုတာဘိုးရရင်ဆိုဟုတ်ကဲ့ပါကျွန်တော်ကြိုက်သောကျွန်တော်ကဗျာမြီရှိကဗျာစာအုပ်ထုတ်ဝေပွဲကိုမဲဆောက်မျိုးကစားတောက်ဆိုင်တစ်ခုမှာ ပြုတ်လုခဲ့ကြတာပါအာပထမအုံးဆုံးဖြစ်တယ်ပေါ့နော်ကဗျာစာအုပ်အာစာအုပ်မိတ်ဆက်ပွဲဖြစ်တယ်ပေါ့နော်ကျွန်မအရင်မဂဇင်းဖြတ်တမ်းမှုတွေမှာပါဝင်ခဲ့ကျွန်မပြီမှာ မဂဇင်းပါဝင်ပြီးသားကဗျာလေးတွေကနေပြီးတော့စိတ်ကြိုက်ရွေးထားတဲ့ကဗျာလေးတွေကိုစုပြီးတော့ဗောနော်ဒီမှာတကူတော့ဒီမှာပထမအောင်ဆုံးထုတ်တဲ့ကဗျာစာအုပ်ပေါ့နော်စာအုပ်ကလေးကိုကျွန်တော်ရောင်းချပြီးတော့ရရဲပုံမှာအာဒီလိုအပ်နေတဲ့နေရာဒေသတွေအတွက်အနည်းတွေစုပေးခြင်းနဲ့ဆန္ဒပေါ့နော်အဲ့ဒါနဲ့ဒီစာအုပ်လေးလုတ်ဖြစ်တယ်စိုးစားဖြစ်တယ်စာအုပ်ပါကဗျာလေးဟာအင်ဂျင်နီဆိုးရလက်ထက်စာပေလွတ်လပ်ခွင့်အနည်းငယ်ရရှိတဲ့ကာလအတွင်းပြည်တွင်းကမဂဇင်းတွေမှာ ပေါ်ပြခံခဲ့ရတဲ့ကြပြာဒီပါမေစုတို့ကျွန်တော် NLD ပါတီဥဆောင်ခဲ့တဲ့အချိန်ကာလတော့ရေးထားခဲ့တဲ့စာပေတွေဖြစ်တယ်အဲ့ဒီစာပေတွေကမဂ္ဂဇင်းပေါ်ပြခြင်းဖြစ်ပြီပေါ့ဒါပေမဲ့အခုအချိန်မှာကျွန်မမြန်မာပြည်ထဲမှာစာအုပ်ထုတ်မယ်ဆိုရင်အဲ့ဒီစာပေတွေအာ NLD ဖြစ်တယ်အဲသူတို့အနေနဲ့ကျွန်မကိုခွင့်ပြုမှာလည်းမဟုတ်သလိုခုလိုလွတ်လပ်စွာအဲဒီလိုမျိုး event လေးတစ်ခုနဲ့စာအုပ်မိတ်ဆက်ပွဲခဏခဏနာနာလုပ်ထိုင်ဖို့ခွင့်ရင်းလဲ ရနိုင်မှာမဟုတ်ဘူးပေါ့နော်အကြီးပြီးသွားရင်မီးလောင်ပြင်းတွေစီကိုသွားမယ်အိမ်ပြောက်သူတွေနဲ့တငယ်ချင်းဖွဲ့မယ်တက်ပင်ဆိုင်မယ်တချင်းဆိုမယ်နေထွေးရအရက်ဟာလဲအိမ်ဖြစ်ကြောင်းသူတို့ကိုနှစ်သိမ့်ပေးမယ်တော်လည်းအကြီးပြီးသွားရင်ကဗျာရဲ့အလှတရားအလှတရားကိုဖွဲ့ဆိုတဲ့အခါကျွန်တော်တို့ရဲ့ရင်ခုန်သံတွေကိုကိုးစားပြီးတော့ဒါပြည့်ဒီရင်ခုန်သံတွေ ဒီခံစားမှုကြီးอ่ะဘုရားလာဘဝဘယ်လိုဘဝလာကျွန်တော်တို့ကဖိနိခံလူရန်းစားတွေဖြစ်တယ်အဖိနိခံလူရန်းစားတွေရင်းခုန်တန်နေရတူကြတယ်ဘာလို့တောင်းဆိုရလဲဆိုလွတ်လပ်မှုတောင်းဆိုဒီမိုကရေစီကိုတောင်းဆိုတန်းသူညီမျှ권ကိုတောင်းဆိုကိုယ်ပိုင်ပြတ်ထမ်းဝင်ကိုတောင်းဆိုအဲ့တော့ကပြားကအဲ့ဒါကိုတောင်းဆိုတယ်ကပြားရဲ့လူမန်းက အင်မနာမနဲ့ဆိုင်ပါနိုင်ငံရေးအဓိပ္ပာယ်အလင်းနဲ့ဆောင်ပါလေဗျာ deeply and widely စူပောင်းကဗျာရွတ်ဆိုပွဲနဲ့အတူခရစ်စမတ်အကျိုးဆူတောင်းပွဲကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါချစ်ချင်းဖွဲ့စကားတွေကိုပဲဆုံမယ်ကိုကဆလို့ကို့အဝန်းကျင်ကိုပျော်ရွှင်မှုတွေပဲလက်ဆောင်ပေးမယ်ဒေါ်လာရင်းချင်းပြီးသွားရင်ဒေါ်လာရင်းချင်းပြီးသွားရင်ဒေါ်လာရင်းချင်းပြီးသွားရင်ပေါ့လေ Uh, I I try every way.